တရုတ်သမ္မတရှီဂျင်ဖင်ကမြန်မာစစ်ကောင်စာဗိုလ်ချုပ်ငူချင်းမဲအောင်လိုင်းကိုမော်စကိုမှာလက်ခံတွေ့ဆုံပြီးဘေကျင်းအနေနဲ့နေပြည်တော်ကိုပုံဩထားကြောင်းလူသိရှင်ကြားပြသလိုက်ပါတယ်။ဒီတွေ့ဆုံမှုမှာသမ္မတရှီကတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာအဆိုပြုချက်၃ခုမှာမြန်မာရဲ့အကျိုးစီးပွားကိုထည့်ထားပြီးနှစ်နိုင်ငံပြည်သူတွေအတွက် အကျိုးစီးပွားတွေပို့ဆောင်ကျင်းသွားမယ်လို့ဆိုပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံတဲကတရုတ်လူမျိုးတွေရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားတွေကိုလက်တွေ့ကျကျအာမခံပေးဖို့တရုတ်သမ္မတကထပ်တတိပေးပါတယ်။2021အာဏာသိမ်းပြီးတဲ့နောက်မြန်မာစစ်ကောင်စောက်အနေနဲ့အိနီချင်းနိုင်ငံကသမ္မတကို အမိမြင်နဲ့မိုင်ပေါင်း၄000ကျော်ဝေးတဲ့ရုရှားနိုင်ငံမော်စကိုမြို့မှာပထမဆုံးတွေ့ခွင်ရတာဖြစ်ပါတယ်။ရှီရဲ့သတင်းစကားမော်စကိုမှာရှိတဲ့ဆိုလာဟိုတယ်မှာ ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကတရုတ်တံပရာရှိကြီးဖြစ်တဲ့အဖွဲ့ကိုတွားတွေ့ခဲ့ရတာပါဒီဟိုတယ်ကတရုတ်ရင်းနှီးမြှုပ်နှံထားတဲ့ဟိုတယ်ဖြစ်ပြီးသူတို့တွေ့ကြတဲ့ခန်းမနာမည်ကဘေကျင်းဖြစ်ပါတယ်တရုတ်တံပရာရှိကြီးဖြစ်ကတရုတ်မြန်မာနှစ်နိုင်ငံအတူတကွအဆိုပြုခဲ့ကြတဲ့ငြိမ်းချမ်းစွာ အတူရှင်တွဲနေထိုင်ရေးမူကြီးငါရက်ကို ပြန်လည်ဖော်ကျူးပါတယ် တရုတ်နိုင်ငံအနေနဲ့မြန်မာကိုအေဂျင့်တည်ငြိမ်ပြီးကြွယ်ဝရှမ်းသာတဲ့အိမ်နီးချင်းအဖြစ်အေးတူပူအမျှအတိုင်ဝန်းတည်ဆောက်မှုကိုနှဆိုင်စွာဖော်ဆောင်သွားမယ်လို့တမရရှိကပြောတဲ့အကြောင်းတရုတ်နိုင်ငံပိုင်းစင်ဝါသတင်းဌာနကဖော်ပြပါဗျ။ရဝန်းနဲ့ပိုလန်မကိုအရေးသွေးမြင့်အတူတည်ဆောက်သွားမယ်လို့တမရရှိက ဆိုပါဗျ။ဒီစီမံကိန်းတွေဟာမြန်မာမှာအာဏာသိမ်းပြီးတဲ့နောက်ရှေ့မတိုးနိုင်ဖြစ်နေတာပါ။ဒါအပြင်တမရရှိကိုယ်တိုင်အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် GDI ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက် GSI နဲ့ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအဆိုပြုချက် GCI ကိုကောင်းကောင်းဖော်ဆောင်ပြီးနှစ်နိုင်ငံပြည်သူတွေအတွက်ပိုများတဲ့အကျိုးစီးပွားတွေကိုစောင့်ကျဉ်းသွားမယ်လို့သမရရှိကပြောပါတယ်။တရုတ်ကဒီလန်ကျောက်အတိုင်းနေပြည်တော်ဘက်ကရက်သွားတော့မယ်ဆိုတာလူသိရှင်ကြားပြောလိုက်တာပဲလို့တရုတ်မြန်မာအရေးလေးလာစောင့်ကြည့်သူတအူးကပြောပါတယ်။ မြန်မာနိုင်ငံရဲ့အရှုတ်အရှာအာဏာလွတ်လပ်မှု၊နယ်မြေပိုင်နဲ့ပြည်စုံမှုနိုင်ငံတော်တည်ငြိမ်မှုပြည်တွင်းနိုင်ငံရေးလုပ်ငန်းစဉ်တည်ငြိမ်သင့်လျော်စွာဖော်ဆောင်မှုတွေကိုတရုတ်နိုင်ငံကထောက်ခံအားပေးတယ်လို့ရှီကျိဖင်ကပြောပါတယ်။တရုတ်မြန်မာစီးပွားရေးစင်ကြံရဲ့အဓိကစစ်မှန်ကိန်းတွေတည်ဆောက်မှုကို စစ်ဆက်မပြတ်တွန်းအားပေးဖော်ဆောင်ရမယ်လို့သူကပြောပါတယ်။ ရှီဂျင်ဖင်ရဲ့တောင်းဆိုမှုတစ်ခုကမြန်မာနိုင်ငံဘက်ကမြန်မာနိုင်ငံကတရုတ်ဝန်ထမ်းအဖွဲ့အစည်းစီမံကိန်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုလက်တွေ့ကျကျအမခံပေးဖို့ဖြစ်ပါတယ်။တရုတ်ကစစ်ကောင်စီအပေါ်လုံခြုံရေးနဲ့ပတ်သက်ပြီးအပြည့်အဝမယုံကြည်သေးလို့မြန်မာနိုင်ငံတည်းကသူ့လူတွေနဲ့သူ့စီမံကိန်းတွေကိုကာကွယ်ဖို့စစ်ကောင်စီမှာပဲတာဝန်ရှိတယ်ဆိုတဲ့သတင်းစကားကိုတိတိကျကျပေးခဲ့တာလို့မြင်ပါတယ်လို့တရုတ်မြန်မာဆက်ဆံရေးလေလာသုံးသပ်သူဒေါက်တာဝေယံဖြိုးနိုင်ကပြောပါတယ်။ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကလည်းမြန်မာနိုင်ငံမှာရှိတဲ့တရုတ်စီမံကိန်းတွေနဲ့ဝန်ထမ်းတွေရဲ့ဘေးကင်းလုံခြုံမှုကိုအစွမ်းကုန်အာမခံပေးသွားမယ်လို့ပြောတဲ့အကြောင်းစင်ဝါကရေးပါတယ်။ဒါအပြင်တမရရှိကအွန်လိုင်းလောင်ကစားဆက်သွယ်ရေးလိမ့်လည်မှုကြားဖြန်းစားတဲ့နေဆက်ဖြတ်ကျော်ပြစ်မှုကျူးလွန်မှုတွေကိုတိုးမြင့်တိုက်ဖြတ်ဖို့မျှော်လင့်တယ်လို့ဆိုပါတယ်။တရုတ်နီးတရုတ်ဟန်ဖွံ့ဖြိုးတိုးတက်မှုနဲ့မြန်မာ စစ်ကောင်းဆောင်ပို့ချုပ်မှုချင်းမရောက်လိုက်အနေနဲ့အာနာသိမ့်ပြီးတဲ့နောက်လေးနှစ်ကျော်အတွင်းမှာတမရရှိနဲ့ပထမဆုံးတွေ့ခွင့်ရတဲ့အတွက်တန်တမန်ရေးစာမျက်နှာမှာအကျိုးအမြတ်ရသွားတယ်လို့အကြိုက်ခတ်တွေကသုံးသပ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကပို့ချုပ်မှုချင်းမရောက်လိုက်အပေါ်လှိုက်လဲတဲ့ဆက်ဆက်ရေးမရှိခဲ့တာကိုရှီကရှေ့ဖြတ်လိုက်တာဖြစ်ပါတယ်။တရုတ်ဟာကမ္ဘာလုံးဆိုင်ရာအဆိုပြုချက်တွေနဲ့ရှေ့ဆက်နေပေမဲ့အိမ်ကြီးချင်းမြန်မာရဲ့မတည်ငြိမ်မှုကပြည့်ရည်ပြုတ်သလိုဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတဲ့နောက်တရုတ်ကမြန်မာအပေါ်အထိုင်ပြောင်းခဲ့ပြီးတရုတ်နိုင်ငံသားရဲ့ဝင်ကြီးမစ္စတာဝမ်ယီနေပြည်တော်ကိုရောက်လာခဲ့ပါတယ်ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ရှိတ်ဟာစီနာတိုင်းပြည်ကထွက်ပြေးပြီးအမေရိကန်နဲ့နှိစက်တဲ့အစိုးရတစ်တက်လာပြီးတဲ့နောက်တရုတ်နိုင်ငံသားရဲ့ဝန်ကြီးနေပြည်တော်ရောက်လာတာဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်နဲ့ကုန်သွယ်ဆစ်စင်ရွေးချိန်မှာတော့ရှီကြီးဖင်ဟာအရှိတောင်အာရှနိုင်ငံတွေကိုတွားရောက်ခဲ့ပါတယ်။ အခုတော့မြန်မာစစ်ကောင်းဆောင်နဲ့ပါ မော်စကိုမှာလက်ခံတွေ့ဆုံပါတယ်။တရုတ်ပုံစံခင်မင်မှုရဲ့ရလဒ်တွေကိုအိမ်နီးချင်းနိုင်ငံတွေမှာတရုတ်ကနမူနာလုံးပြကျင်နေတာလို့နိုင်ငံရေးအကြက်ခတ်တအူးကသုံးသပ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့ဒေတာတွင်းနဲ့နိုင်ငံတကာစာမျက်နှာမှာမြန်မာနိုင်ငံဘက်ကယက်တီပေးတဲ့အတွက်ကျေးဇူးတင်တယ်လို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါရယ်နိုင်ငံရေးအကြက်ခတ်တွေကတော့မြမအရင်နဲ့ပတ်သက်ရ တရုတ်ကပဲတောက်လျှောက်ဥဆောင်ဆုံးဖြတ်သွားတဲ့ပုံစံကိုတွေ့ရတယ်လို့ပြောပါတယ်။မြန်မာကောက်ဆောင်တွေဟာကိုယ့်ပြည်တွင်းရဲ့ပြဿနာကိုကိုယ်တိုင်ဘလို့ဖြေရှင်းရမလဲဆိုတာမှန်ကန်တဲ့အဖြေရှာမတွေ့ဖြစ်နေတယ်လို့နိုင်ငံတကာဆက်ဆက်ရေးလေးလာဆောင်ကြည့်သူတဦးကပြောပါတယ်။တရုတ်ကတရုတ်နီးတရုတ်ဟန်ဖွံ့ဖြိုးမှုကိုမြန်မာမှာလုံပြချင်နေတယ်။ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် GDI ဆိုရင် American Dollar Billion ဆယ်ရှိသုံးနေတယ်။ ဒီ line ကိုမြန်မာကဘလောက်စီးနိုင်မလဲဆိုတာတော့မေကွန်ထုတ်เสียရှိတယ်လို့သူကပြောပါတယ်တရုတ်ဟာကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကိုရှာပြခဲ့တဲ့၃နှစ်ကျော်ကာလအတွင်းမှာဖွံ့ဖြိုးရေးရန်ပုံငွေအမေရိကန်ဒေါ်လာဘီလီယံ20ခန့်နဲ့လုပ်ငန်းအစီအစဉ်တထောင်ကျော်ကိုဖော်ဆောင်ခဲ့ပြီးပြီလို့တရုတ်နိုင်ငံပိုင်မီဒီယာတွေကမနစ်ကနှစ်ကုန်ပိုင်းမှာဖော်ပြခဲ့ကြပါတယ်။တရုတ်ကမန္တလေးကိုပြန်ဆောက်ပေးဖို့ရှိ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့တမရရှိကြည်ဖြင့်တို့တွေ့ဆုံမှုမှာမြန်မာမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငလင်ကအရေးပါခဲ့ပါတယ်။ပြည်လည်ထူထောင်ရေးလုပ်ငန်းတွေကရေရှည်ဆောင်ရွက်ရမှာဖြစ်လို့တရုတ်နိုင်ငံအနေနဲ့လိုအပ်တာတွေဆက်လက်ကူညီပံ့ပိုးဖို့စစ်ကောင်းဆောင်ကမြစ်တာရက်ခံပါတယ်။တမရရှိကြည်ဖြင့်ကလည်းငလင်ပြည်လည်တိဆောက်ရေးမှာထောက်ခံအားပေးသွားမယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံမှာငလင်ပေးတံတင်ပြီးနောက်တရုတ်နိုင်ငံကအစောဆုံးထောက်ပံ့ပေးတဲ့အပေါ်ကျေးဇူးတင်ကြောင်းလဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပြောပါတယ်။တရုတ်ကမန္တလေးကိုပြန်ဆောက်တဲ့နေရာမှာကူညီပေးဖို့ရှိတယ်လို့ဒီစင်းရွေးပွဲအကြောင်းသိသူတအူးကပြောပါတယ်။ငလင်ပြက်လေထူထောင်ရေးအတွက်ယွမ်း1ဘီလီယံကျော်ထောက်ပံ့ပေးသွားမယ်လို့တရုတ်ကကနက်ဦးကြေညာထားပါတယ်။မော်စကိုတွဲဆောင်ပွဲမှာတရုတ်သမ္မတနဲ့အတူ တရုတ်ကွန်ပျူနီပါတီဗဟိုကော်မတီရုံးအကြီးအကဲဖြစ်သူပါတီဗဟိုကော်မတီအတွေ့ရမှုအဖွဲ့ဝင်မစ္စတာဆိုက်ရှိလည်းတက်ရောက်ပါတယ်ဒါအပြင်ပါတီပေါ်လစ်ဘူရိုအဖွဲ့ဝင်ဖြစ်သူတရုတ်နိုင်ငံသားရေးဝန်ကြီးမစ္စတာဝမ်ယီလည်းပါဝင်ပါဗျ။မြန်မာဘက်မှပါတဲ့လူစည်ရင်းကိုကြည့်ရင်တရုတ်နဲ့တွဲဆောင်ပွဲအတွက်နေပြည်တော်ကဘာတွေမျှော်လင့်ထားလဲဆိုတာသိသာစေပါဗျ။စစ်ကောင်ဆောင်ရဲ့ဘင်ညာမှာဝေးရန်ထိုင်နေသူနှစ်ဦးကစစ်ကောင်စီတွဲဖက်အတွင်ရေးမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ စစ်ကောင်စီဝင်ဗိုလ်ချုပ်ကြီးမောင်မောင်အေးဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးရဲဝင်ဦးကစစ်ပက်ရေးရလုံချုပ်ရေးအရာရှိချုပ်လည်းဖြစ်လို့စစ်ကောင်းဆောင်ရဲ့နားမျက်စိလိုဖြစ်နေသူဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးမမောင်အေးကတော့ငလင်ပြက်လဲထူထောင်ရေးအတွက်တာဝန်ခံဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။အနာဂတ်တက်ရှုပ်လို့ထင်ကျေးပေးနေကြတဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုလည်းတရုတ်နဲ့တွဲဆောင်ပွဲမှာတွေ့ရလို့သူ့ရဲ့တက်လန်းကပို့ပြီးခိုင်မာလာပြီလို့စီရေးအကြိတ်ခတ်တွေကတုံ့တက်ပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှေတုံးကလည်းဘေကျင်းကိုမင်းအောင်လှိုင်ကိုခေါ်သွားပြီးမိတ်ဆက်ပေးခဲ့တာပဲဒါပေမဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းအနေနဲ့အမားမလုံးမိဖို့တော့လိုမယ်လို့စီရေးကဲခတ်တအူးကပြောပါတယ်ဒါအပြင်အရက်သားစစ်ကောင်စီဝင်တွေဖြစ်တဲ့ဒေါက်တာဘားရွှေနဲ့ခွန်ဆန်လွင်ကိုလည်းတွေ့ရပါတယ်သူတို့နှစ်ဦးကရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အတွက်တာဝန်ခံရတဲ့အမြင့်ဆုံးစစ်ကောင်စီဝင်တွေဖြစ်ပါတယ် ဒါကြောင့်တရုတ်စီမံကိန်းတွေလည်းရှိမြန်မာစစ်တပ်အတွက်စစ်ရေးအယရှုံးနိမ့်မှုတွေလည်းရှိခဲ့တဲ့ဒီပြည်နယ်နှစ်ခုရဲ့တည်ငြိမ်ရေးအတွက်ဘေကျင်းခမ်းမမှာဆွေးနွေးကြမယ်ဆိုတာတန်တရားဖြစ်ပွဲမရှိပါဘူး။နေပြည်တော်ကိုဘေကျင်းဘားကြောင်ရွေးရှယ်။ဘေကျင်းရဲ့နေပြည်တော်ဘက်ရက်တဲ့အပေါ်ဝေဖန်သူတွေလည်းအများအများရှိပါတယ်။လက်နက်ကင်အဖွဲတွေအကွဲကွဲအပြပြဖြစ်နေတဲ့မြန်မာမှာစီရေးအယရှုံးနေပြီးလူတို့ထောက်ခံမှုပါကြဆင်းနေတဲ့မြန်မာစစ်တပ်အပေါ် တရုတ်ရဲ့ပုံအော်မှုကိုအန္တရာယ်များတဲ့မူဝါဒလို့အကဲခတ်တရှို့ကသုံးသပ်ကြပါတယ်။ပြီးခဲ့တဲ့ဧပြီလကကိုကန့်တက် MNDAA ကိုလာရှို့ကနေပြန်ဆုတ်ခိုင်းတဲ့တရုတ်ရဲ့ဂျာဝင်မှုကိုကြိုဆိုသူနေပါတယ်။မြန်မာလူထုရဲ့သူ့အပေါ်အမြင်မကြည်မှုကိုတရုတ်ကောင်းကောင်းနားလည်ထားပါတယ်။ဒီလိုပဲအခုအချိန်မှလည်းမြန်မာပြည်ရဲ့မတီးမငြိမ်အရှိအအနေနဲ့စစ်ကောင်စီရဲ့ပြည်သူထောက်ခံမှုကင်းမဲ့နေတဲ့အရှိအအနေကိုလည်းလက်ခံထားတယ်လို့ဒေါက်တာဝေယံဖြိုးနိုင်ကသုံးသပ်ပါတယ်။ ဒါကြောင့်လဲအရှိန်အင်းတစ်ခုအထိစောင့်ကြည့်နေခဲ့ပြီးတော့မှအဖွဲပေါင်းစုံကွဲပြားနေတဲ့ဒေါ်လာရဲ့အဖွဲတွေနဲ့စစ်ကောင်စီကြားမှာစစ်ကောင်စီဘက်ကိုတိတိတတ်တာရွေးလိုက်တာလို့သူကပြောပါတယ်။အ ਨੇ ဆုံးတော့စစ်ကောင်စီမှာဒေါ်လာရဲ့အဖွဲတွေတက်စားရင် အထက်အောက်အမိတ်စည်းစင်းမှုအကောက်နေသေးတယ်။နောက်တရုတ်နဲ့အကျိုးစီးပွားဆက်နွယ်မှုတွေရှိနေတယ်။ နောက်ဆုံးအချက်ကတော့တရုတ်ရဲ့မဟာမိတ်ရုရှားရဲ့အားပေးထောက်ခံမှုကိုစစ်ကောင်စီကအပြည့်အဝရထားတယ်လို့ဒေါက်တာဝေယံဖြိုးနိုင်ကသုံးသပ်ပါတယ်။စစ်ကောင်ဆောင်ကိုထောက်ခံကူညီတာကတရုတ်မြန်မာရှိကြည်ရေးအတွက်အထောက်အကူမပြုနိုင်တယ်လို့တရုတ်ပူပန်နေတဲ့မြန်မာပြည်တည်ငြိမ်ရေးကိုလည်းရနိုင်စရာမရှိဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြောရေးဆိုခွင့်ရှိသူဦးကျော်စောက BBC ကိုပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ NUG နဲ့တိုင်းသားဒေါ်လာရဲ့အင်အားစုတွေနဲ့ပူးပေါင်းပြီးပြည်သူအကျိုးစီးပွားကိုဆောင်ရွက်ပေးမှတည်ငြိမ်အေဂျင့်တရားဝါပြောတဲ့နိုင်ငံကိုတည်ထောင်နိုင်မယ်လို့သူကပြောပါတယ်။မစ္စတာဝမ်ကြီးရဲ့နေပြည်တော်ခီးစဉ်ပေါက်ကြားလာတဲ့ပူဝဲမှတ်တမ်းတရုတ်တပ်အမတ်ကြီးမစ္စစ်မာကြာရဲ့မြမအလင်းဆောင်ပါတို့ကတရုတ်ဟာနေပြည်တော်ဘက်ကိုရက်လိုက်ပြီလို့မြင်ရပေမဲ့သမရရှိရဲ့တွေ့ဆုံမှုကတော့အသေးစားဆုံးပဲဖြစ်ပါတယ်။ တိုင်းသားအရေးလေးလာသူတို့ကတော့တရုတ်ကနေပြည်တော်ဘက်ကိုရက်လိုက်ပေမဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုလည်းထောက်ပံ့ခဲ့တာကိုမေ့ထားလို့မရဘူးလို့ဆိုပါတယ်။တရုတ်ရဲ့ပုံစံကဘသူမှအပြတ်နိုင်လို့မဖြစ်ဘူး။ဒါပေမဲ့သူပေးထားတဲ့ပေါင်တွေကပဲကစားဆိုတဲ့ပုံစံလို့သူကသုံးသပ်ပါတယ်။